ဆိုင်ကိုမလေးလို့ဘယ်လိုခေါ်လဲဆရာဆိုင်ကိုဥပမာပါပစ္စည်းပဲရောက်ရောက်အဲ့ဒီရောက်တဲ့ဆိုင်ကိုမလေးလို့ကတိုင်ကတိုင်ကတိုင်လို့ခေါ်ပါတယ်နော်တမင်းဆိုင်ကိုရောက်မလေးလို့ဘယ်လိုခေါ်လဲဆရာတမင်းဆိုင်ကိုဥပမာဘာစားစားပဲရောက်ရောက်အဲ့ဒီရောက်တဲ့စားတော့ဆိုင်ကိုမလေးလို့ကတိုင်မာကာကတိုင်မာကာကုတ်ဆုပ်ဆိုင်ကိုရောက်မလေးလို့ဘယ်လိုခေါ်လဲဆရာကုတ်ဆုပ်ဆိုင်ကိုမလေးလို့ကတိုင်ရူချစ်ကတိုင်ရူချစ် ကလာသမီးဆိုင်ကိုရောဘယ်လိုခေါ်လဲဆရာကလာသမီးဆိုင်ကို မလီလိုကတိုင်မမကတိုင်မမဈေးကိုရောဘယ်လိုခေါ်လဲဆရာဈေးဈေးကွက်ကို မလီလိုပါဆာပါဆာဒါမှမဟုတ်ပါဆာရာပါဆာရာမနေ့ဈေးကိုရောမလီလိုဘယ်လိုခေါ်လဲဆရာမနေ့ဈေးကို မလီလိုပါဆာပါဂီပါဆာပါဂီညဈေးကိုရောမလီလိုဘယ်လိုခေါ်လဲဆရာညဈေးကိုမလီလိုပါဆာမာလာပါဆာမာလာ ။ဥယေပန်းကြံကိုရော မလဲလို့ဘယ်လိုခေါ်လဲဆရာ။ဒီလိုအလဲပတ်သွားတယ်ဥယေပန်းကြံကိုတော့မလဲလို့တမ္မာတမ္မာစကြေးလုတဲ့ဥယေကိုရောမလဲလို့ဘယ်လိုခေါ်လဲဆရာ။စကြေးလုတဲ့ဥယေကိုကြတော့မလဲလို့ကဘိုးကဘိုးချာလေယာတွေကိုရောမလဲလို့ဘယ်လိုခေါ်လဲဆရာ။ချာလေယာတွေကို မလဲလို့လန်ဒာလန်ဒာနွားချာကိုရောမလဲလို့ဘယ်လိုခေါ်လဲဆရာ။နွားချာကို မလဲလို့လန်ဒာလမ်ဘူး landa, lembu. Satu ini gua yang melilo belok kau lepas Satu ini gua melilo pantani am, pantani am. Satu ini canggu yang melilo belok kau lepas Satu ini canggu melilo landa pantani am, landa pantani am. Mungkin ini gua yang belok kau lepas ya. Mungkin ini gua melilo tenang kau, tenang kau. Cacang gua yang melilo belok kau lepas ya. gua melilo landa ayam landa ayam.